ိမ်ဖြူတော်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇာလန်စကီတို့အကြားအခြေတင်စကားများခဲ့တဲ့နောက်ထရန့်ရဲ့ Republican Party ဝင်တွေအကြားသဘောထားကွဲလွဲမှုတွေရှိလာကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ် Republican လွတ်တော်အမတ်တွေအကြားသဘောထားကွဲလွဲမှုကြောင်းရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတဲ့ယူကရိန်းအတွက်နောက်ထပ်အကူအညီတွေကိုအတည်ပြုမဲ့လွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုမေးမြန်းသွားစေခဲ့ပါတယ်မလာတရက်က Republican အထက်လွတ်တော်အမတ် Lisa Murkowski ကယူကရိန်းအတွက် American ရဲ့ထောက်ပံ့တွေကိုအဆုံးသတ်တော်မယ်လို့အိမ်ဖြူတော်ထံကသတင်းတက်တဲ့ကြားရကြောင်းပြောကြားခဲ့ပါတယ်အစိုးရအဖွဲ့ကကဘာတဝမ်းက American ရဲ့ ံတန်ဖိုးတွေနဲ့ဒီမိုကရေစီအတွက်ချိန်ချမှုဖြစ်တဲ့ပူတင်ကိုလက်ခံပြီးကျမတို့ရဲ့မဟာမိတ်တွေကိုကြောခိုင်းတော့မယ့်အလားအလာရှိနေတာကြောင့်တော်တော်စိတ်ပြက်မိပါတယ်လို့လီဆာကပြောကြားခဲ့ပါတယ်။ယူကရိန်းကိုကာလာရှိချာထောက်ခံပေးခဲ့တဲ့ Republican အမတ်ချူကတော့ဇာလန်စကီနဲ့ထရန့်တို့စကားများခဲ့တဲ့နောက်သူတို့ရဲ့လီဒန်နီပြောင်းလဲသွားခဲ့ကဇာလန်စကီရာအယူသေးကိမဲ့ကြောင့်ဆွဆွဲခဲ့ကြပါတယ်။ Republican အထက်လွှတ်တော်အမတ် Lindsey Graham ကတော့ဇာလန်စကီအနေနဲ့သူ့ရဲ့လီဒန်ကိုပြောင်းလဲဖို့နဲ့ယာရုကနှုတ်ထွက်ဖို့ပြောကြားခဲ့ပါတယ်။ဘဲဥပုံရုံးကန်းထဲမှာဖြစ်ပျက်သွားတာတွေကတော်တော်ကိုယူသေးကိမဲ့ပါတယ်။ကျွန်တော်တို့ဇာလန်စကီနဲ့ အလုပ်ထပ်လုပ်နိုင်မလားဆိုတာမသိတော့ပါဘူးလို့ထရန့်ရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့ဂရီဟန်ကပြောကြားခဲ့ပါတယ်။သူ့အနေနဲ့ယာရုကနှုတ်ထွက်ဖို့လိုပါတယ်။ပြီးတော့ကျွန်တော်တို့နဲ့အဆင်ပြေပြေဆက်ဆံနိုင်တဲ့တယောက်ယောက်ကိုဆစ်လွတ်ဖို့လိုပါတယ်။ဒါမှမဟုတ်သူကိုယ်တိုင်ကသဘောထားကိုပြောင်းလဲဖို့လိုအပ်ပါတယ်လို့တောင်ကာရိုလိုင်းနားပြည်နယ်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ဂရီဟန်ကပြောကြားခဲ့ပါတယ်။